ဖိုလီ3421ဘာမှမဟုတ်သေးဘူးတကယ်3421ဆိုတာဘယ်လိုကစားလဲဆိုတာကြည့်ကြတယ်ဆိုလို့ရှိရင်ကျွန်တော်ပေးလစ်ကစားတော့တွားကြည့်လို့ရတယ်အားလုံးမင်္ဂလာပါဒိနေတမန် YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်ကလာမယ့်ကြုံ Sunday ညနေ6:00နာရီပွဲမှာ Crystal Palace အင်္ဂွင်းကိုတွားပြီးတော့ကျွန်တော်တို့အဲဒီ Premier League ပွဲစဉ်အဖြစ်ကစားဖို့ရှိတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖွဲ့ချုပ်တော်စချက်လုပ်ကြည့်ရအောင်ပါလေဆိုတော့ အဲဒီပေါ့နော်ဒီနေ့တော့ကျွန်တော်တို့ဘွေချက်သုံးသက်ချက်မနေ့ကညလို့ရှိရင် Emory ရဲ့ကျွန်တော် press conference မှာဒီ point နဲ့ပတ်သက်ပြီးတော့ဒီဘာပြောမလဲဆိုတော့ဒါတွေကိုကျွန်တော်တို့မနေ့ပြင်ကြားလို့ရှိရင်ကျွန်တော် video ထပ်ပြီးတော့လုပ်ပေးမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ပွဲရှိတဲ့တင်းင်းလေးနေမနေ့ခင်းကြားလို့ရှိရင်เนาะထုံးစံတိုင်းကျွန်တော် Asian handicap တွေအဲ who's go ရဲ့ go score prediction တွေကိုကျွန်တော်တို့ video တက်တက်လုပ်မှာပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲကျွန်တော်တို့တွားကြတာပေါ့ဆိုတော့ကျွန်တော်တို့ Crystal Palace အင်ဝင်ကို United ကတွားပြီးတော့ကစားရမယ်ဆိုတော့ ပတ်တော်မလွဲကိစ္စအောင်နော်ကျွန်တော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 ်လေးကျွန်တော်ဒီဘယ်ဒီဘောပြောစရာအများကြီးရှိပါလို့ဆိုတော့ Crystal Palace အိမ်ခွင်းကဒီရသည်ကျွန်တော်တို့ရှုံးပွဲတပွဲမှမရှိသေးပါဘူးဒီရသည်ကျွန်တော်6ပွဲကစားထားတယ်2ပွဲနိုင်ထားတယ်ကျွန်တော်4ပွဲတည်ဖြစ်ပါတယ်ဆိုတော့အဲဒီရှုံးပွဲလုံးဝမရှိဘူးပေါ့နော်ဆိုတော့ဒီနေသားမှာကျွန်တော်တို့နိုင်ထိုင်တဲ့အထက်မှာဆိုလို့ရှိရင်လည်းပါဘူးလို့အသိမျိုးကြီးလည်းကျွန်တော်ပါတယ်ပေါ့ဆိုတော့ဒီရသည်မှာကျွန်တော် Crystal Palace ကဟိုဒီဒီရသည်လုံးတိုင်းတာကျွန်တော်12ပွဲကစားထားတယ်2ပွဲပဲကျွန်တော်တို့ရှုံးပွဲရှိသေးတယ်အသိန်းကျွန်တော်ဖြစ်ပါတယ်ဒီမှာ ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအိမ်ဝင်းကြည့်ပဲကြည့်မယ်ဆိုရင်ကျွန်တော်ပြောခဲ့သူပဲနှစ်ပွဲနိုင်လေးပွဲတည်ဆိုတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ Crystal Palace အိမ်ဝင်းမှာကျွန်တော်တို့ United မနိုင်တာဆိုလို့ရှိရင်ကျွန်တော်တို့၄နှစ်လောက်ကျွန်တော်ရှိပြီဆိုတော့ပြီးခဲ့တဲ့ရာသီဆိုလို့ရှိရင်လည်း Emery လက်ထက်မှာဒီပေါ့နော်ကျွန်တော်တို့ဒီတပွဲတည်တပွဲရှုံးဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဖြစ်ထားတာဆိုတော့ဒီတဲ့ကြောင့်မို့ အခုလက်ရှိဒီဘာကျွန်တော်တို့ Evernan ကိုကျွန်တော်တို့ဒီတနင်္လာနေ့မှာကစားအပြီးအနေထားမှာဆိုလို့ရှိရင် United ကကျွန်တော်တို့ဒီအခြေစွမ်းကတော်တော်လေးကျွန်တော်တို့စိုးနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီ Crystal Palace အိမ်ဝင်မနိုင်တာလေးကျွန်တော်၄နှစ်လောက်ရှိပြီဆိုတော့ Palace အိမ်ဝင်မှာကျွန်တော်နိုင်ဖို့ဆိုတာကကျွန်တော်တို့အများကြီးပိုခတ်ပါတယ် Everton အိမ်ဝင်မှာလက်ခံကစားပြီးတော့၁၀ယောက်၁၁ယောက်အနေထားမှာရှုံးသွားတာထက်အဲရှုံးသွားတာထက်အခုလက်ရှိ Crystal Palace အိမ်ဝင်းကိုကျွန်တော်သွားကစားမှာပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်ဆိုတော့ဒီတက်ကြောင့်လို့ Chris Bailey's အိမ်ဝင်းမှာလက်ရှိကျွန်တော်တို့ဒီတပွဲမှာလည်းမရှုံးသေးတဲ့အိမ်ဝင်းအနေထားမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ Bailey's ကတည်းကတော်တော်လေးကောင်းနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ကိုယ်တက်ကျွန်တော်အများကြီးပို့ကောင်းပါတယ်လက်ရှိအဆင့်ဆိုလို့ရှိရင်လည်းဒီဘာလို့တို့ကကျွန်တော်အဆင့်9မှာကျွန်တော်ရှိနေပါတယ်ဆိုတော့ဒီတက်ကြောင့်မလို့ဒီဘာလို့ကိုယ်တက်အများကြီးပို့ကောင်းတဲ့အသင်ပြီးရကျွန်တော်တို့ဒီသွေးငွေမှလည်းသွားကစားရမယ်။ကိုရီးယားကျွန်တော်အဝေးကွင်းဖောင်ဆိုလို့ရှိရင်လည်းတကယ်ကိုကျွန်တော်စုပ်ပြတ်တတ်နေရမယ်။အဲ့လိုပုံစံမျိုးဆိုတော့ ဘဲလစ်အိမ်ဝင်းမှာကျွန်တော်နိုင်ဖို့ဆိုတာကတော်တော်ကိုခက်တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဘဲလစ်ကဒီရသည်မှာကျွန်တော်အိမ်ဝင်းမှာအဲတွင်းကိုကျွန်တော်ရှစ်ကိုတီရှိထားပြီးတော့ကျွန်တော်တို့ပေးကိုဆိုလို့ရှိရင်၅ကိုပဲကျွန်တော်ရှိသေးတယ်ပေါ့တိုက်စစ်ကလည်းကျွန်တော်တို့ဒီပေါ့နော်တပွဲကိုကျွန်တော်တကိုးနှုံးတော့ကျွန်တော်ရတယ်လို့ကျွန်တော်ပြောလို့ရတယ်ခန်းစစ်ကလည်းကျွန်တော်တပွဲကိုတကိုးတော့မပေးရတဲ့အခြေအနေမျိုးလို့ပြောလို့ရတယ်ဆိုတော့ဒီတကြောင်မလို့တိုက်စစ်နဲ့ခန်းစစ်မှာတော်တော်လေး balance ဖြစ်တဲ့အခြေအနေမျိုးဖြစ်တယ်အိမ်ဝင်းမှာလည်းကျွန်တော်ရမှန်း၁၀မတ်တိစုဆောင်းထားနိုင်တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့အိမ်ဝင်းအဝေးဝင်းဖောင်ဟာဆိုလို့ရှိရင်တော်တော်လေးညီတယ်လို့ပြောလို့ရတယ် တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့အဝေးဝေးဆိုလို့ရှိရင်တို့နှစ်ပွဲတော့ရှုံးထားတာတော့မှန်။ဒါပေမဲ့ဒီ twin goal ဆိုလို့ရှိရင်တို့၈ goal တိရနိုင်တယ်။ပေး goal ကျွန်တော်တို့ လေးခုပဲကျွန်တော်ရှိရပေါ့ဆိုတော့ဒီတကြောင်လို့ဒီခံစစ်တိုက်စစ်မှာဆိုလို့ရှိရင်တော်တော်လေး balance ဖြစ်တဲ့အသင်တသင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော် playlist အကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ playlist ကစားတဲ့ပုံစံကကိုယ်ဒီကစားတဲ့ပုံစံနဲ့ကျွန်တော်တိတ်ပြီးတော့မကွာဘူးသူတို့လည်းကျွန်တော်3 4 2 1ကိုကျွန်တော်တို့ကစားတာဖြစ်တယ်နောက်မှလည်းကျွန်တော်တို့ဒီ GH တို့ဥဆောင်တဲ့ခံစစ်ရှိတယ်လို့ကျွန်တော်တို့ဒီဘောနော်ဒီ safety ကိုရီတွေနဲ့တွေးလို့ရှိရင် safety အများကြီးလောက်တတ်တဲ့ကျွန်တော်ဒီ Hanasan ကိုသမားလည်းကျွန်တော်ရှိတယ်ပေါ့ပြီးတော့ကျွန်တော်တို့ဒီ Queen လည်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ United က အဲလိုချင်ပါတယ်ဆိုပြီးတော့ကျွန်တော်အတန်နေထွက်ခဲ့ဘူးတဲ့အတန်ဝါတန်တို့ဥဆောင်နေကျွန်တော်ကွင်းလေပြီးတော့နေဦးနံပါတ်1မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ Ismaila Sa လို့လူကစားသမားမျိုးတွေကျွန်တော်ရှိတယ်တိုက်စစ်မှာဆိုလို့ရှိရင် Malita လို့လူကစားသမားမျိုးတွေကျွန်တော်ရှိတယ်ပြီးတော့ကျွန်တော် Winback တွေမှာဆိုလို့ရှိရင်လည်းဒီဘာနဲ့ Daniel Munoz ပဲဖြစ်ဖြစ်ကျွန်တော်ဒီဘက်ဒီဘက်ချမ်းမှာဆိုလို့ရှိရင် Mitchell ပဲဖြစ်ဖြစ်နှစ်ယောက်စလုံးကတော်တော်လေးကောင်းနေကျွန်တော်ဒီ Winback တွေလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ကြောက်ကြောက်လို့ဒီကိုရီနဲ့ကျွန်တော်ကစားကွက် အဲဒီပြောမယ်ဆိုလို့ကစားပုံမှာ formation အရာကြည့်မယ်ဆိုလို့ရှင်တော်တော်လေးစင်နဲ့အဲအတင်းတင်းကျွန်တော်တို့ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီ3 4 2 1ပို့ပြီးတော့ကျွန်တော်တို့အဲဒီပြောမယ်ဆိုလို့ရှင်ပို့ဆန်တဲ့အတင်းလို့ပြောရမှာပေါ့နော်ကိုယ်က3 4 2 1ဘာမှမဟုတ်သေးဘူးတကယ်3 4 2 1ဆိုတာအဲဘယ်လိုကစားလဲဆိုတာကြည့်ချင်တယ်ဆိုလို့ရှင်ကျွန်တော်တို့ playlist ကစားတာကိုတွားကြည့်လို့ရတယ် defense attack တော်တော်ကို balance ဖြစ်တဲ့အတင်းမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့သူရဲ့ကျွန်တော်အားသာချက်ဒီမှာဆိုလို့ရှင်ဒီပေါ့နော်ကိုယ်လေလောအားနှုံးနေကျွန်တော်တို့ကောင်းတယ် warden တို့ ဒီ expander စားတို့ကျွန်တော်တို့ပါတဲ့ကျွန်တော်ကွင်းလေကလုံအားနှုတ်တော်လေးကောင်းတယ်တိုက်ချီကာမာနာလို့ဆိုလို့ရှိရင်လေဒီဘောနော်ဒီ Asian vibe ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်လေးကကျွန်တော်တို့ war rate ကောင်းတဲ့အထက်မှာပါတယ်။ပြီးတော့ကျွန်တော်တို့ဒီဘောနော်သူတို့ဒီအိမ်ဝင်းကကျွန်တော်ပြောခဲ့သူပဲဒီ UTR ဒီခုတိကျောင်းရှုံးပွဲမရှိသေးဘူး။ဆိုတော့ဒီတော့ကျွန်တော်တို့အဝေးကွင်းအရန်စုပ်နေတဲ့အနေအထားမျိုးမှာ Crystal Palace အိမ်ဝင်းကိုတွားကစားနေဆိုတာကကျွန်တော်တို့ထင်ထားတဲ့ကိုအများကြီးပို့ပြီးတော့ခက်ခဲပါလိမ့်မယ်။ကျွန်တော်လေးနှစ်စတိုင်းမနိုင်ခဲ့တဲ့အခြေအနေမျိုးကိုကြည့်ရင်ကျွန်တော်သိနိုင်တယ်။ဆိုတော့ပြီးတော့ကျွန်တော်တို့ဒီဘောနော်သူတို့မှာကျွန်တော်တို့ဒီ Matilda လိုမျိုးတကယ်အရက်ရှိ physical ကောင်းပြီးတော့ ဒီဘောနခေါင်းတိုက်မလားကျွန်တော်တို့ဒီအဲဒီ channel ကံမလားအကုန်လုံးကျွန်တော်တို့အဆင်ပြေတဲ့ night set မျိုးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘောနကျွန်တော်တို့ဒီ service တွေလည်းကျွန်တော်အားကောင်းတယ်လို့ပြောလို့ရတယ်ဟိုနောက်တန်းကသားသမားတွေလည်းအဲကိုးတက်ပြီးတော့ကျွန်တော်တို့ twin တာမျိုးတွေလည်းကျွန်တော်တို့တွေ့ဘူးတယ်ဘောနဆိုတော့ဒီတော့ကျွန်တော်တို့ service တွေမှာလည်းအတိုင်းအတာတစ်ခုဒီအားကောင်းတဲ့ကျွန်တော်အသေးမျိုးကျွန်တော်ဖြစ်တယ်ဘောနဆိုတော့တို့ရဲ့ကျွန်တော်ဒီဘောနအားနေချက်ဆိုလို့ရှိရင်တော်တော်လေးကျွန်တော်ရှာခတ်တယ်အဓိကကျွန်တော်ဘာလဲဆိုလို့ရှိရင်ဒီတိတ်ပြီးတော့ကျွန်တော် consistent မဖြစ်တာပေါ့ consistent မဖြစ်ဘူးဆိုတဲ့အနေအထားမှာ ကိုရင်းနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သူတို့ consistent မဖြစ်ဘူးဆိုတဲ့အရာကဘာမှမဟုတ်ဘူးလို့ပြောရမှာပဲ consistent မဖြစ်ဘူးဆိုတော့ကျွန်တော်ဘာလို့ပြောလဲဆိုတော့ Chris Bailey's ကဒီပေါ့နော်ကျွန်တော်အသင်းကြီးနဲ့တွေ့ရခံကြလို့ရှိရင်သူတို့ကစားတဲ့ပုံစံတော်တော်လေးကိုကျွန်တော်တို့အဲဒီပေါ့ solid ဖြစ်တဲ့တကယ်ကျွန်တော်ခံစစ်ကြည့်ပြီးတော့မှာတဲ့အသင်းတစ်သင်းတွေကျွန်တော်မြင်ရလေရှိပြီးတော့ကျွန်တော်ဒီပေါ့နော်အဲဒီပေါ့နော်သူတို့တွေ့တဲ့အသင်းတွေထဲမှာကိုထက်ကျွန်တော်တို့ဒီ name နဲ့အသင်းမျိုးတွေဆိုလို့ရှိရင်သူတို့ကစားတာတော်တော်လေး ခက်ခဲတဲ့အခြေအနေမျိုးတွေကျွန်တော်တို့မကြာခဏတွေ့ရလေရှိတယ်ဒီလိုပုံစံမျိုးပေါ့လေပြီးတော့ကျွန်တော်တို့ဒီ wing back ဒီမှာဆိုလို့ရှိရင်လည်းဒီပေါ့နော်ကျွန်တော်တို့ဒီ Daniel Muno ဆိုလို့ရှိရင်တကယ် attacking minded ရှိတဲ့ကစားသမားဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ တစ်ဖက်ကကျွန်တော်မီချဲပေါ့နော်မီချဲကကြတော့သူကကျွန်တော်တို့ဒီအရင်ကကျွန်တော် full back ကစားလာတာဖြစ်တဲ့တကြောင်မလို့ defensive mindset ပို့ပြီးတော့ကျွန်တော်ရှိတဲ့ကစားလမ်းမှာဖြစ်တယ်ဆိုတော့ဒီတကြောင်မလို့ဒီနှစ်ယောက်ရဲ့ကျွန်တော်တို့ဒီ wing back position တွေမှာ balance and balance ဖြစ်သွားတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့အခြေအနေတွေကိုကျွန်တော်တို့အကောင်းဆုံးတုံးချမယ်ဆိုလို့ရှိရင်တော့ကျွန်တော် Crystal Palace ကိုကျွန်တော်တို့တိုက်ခိုက်လို့ ရတဲ့အခြေအနေမျိုးပေါ့လေဒါပေမဲ့ကိုရီးယားဝင်းဘက်တွေကိုပြန်ကြည့်ရောလေဒီလိုပုံစံမျိုးပဲဘယ်သူကကျွန်တော်တို့ဒီမှာနော်ဟို defensive အရာဆိုလို့ရှိရင်လည်းဘယ်သူကကျွန်တော်တို့စိတ်ချမှန်းမသိသလို attacking အရာဆိုလို့ရှိရင်လည်းကျွန်တော်ကတော့ armor တယောက်လောက်ပဲကျွန်တော်ကြိုက်တယ်ကျန်တဲ့လူတွေကဒီတိတ်ပြီးတော့ကျွန်တော်ဝင်းဘက်မဆန်ဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ဟိုဘလောက်ပဲဒီပေါ့နော်ဒီ crystal palace မှာဒီလို champ မျိုးလေးတွေကျွန်တော်တို့ဒီအားနေချက်ရှိနေတယ်လို့ပဲပြောပြော crystal palace ဒီ crystal palace ရဲ့အိမ်ဝင်းမှာဆိုလို့ရှိရင်ကိုရီးထက်အများကြီးပိုကောင်းတဲ့အတင်းတင်းဖြစ်ကျွန်တော်တို့ မြင်ထားလို့ရပါတယ်။နေတကတော့ကျွန်တော်တို့ဒီအဝေးဝင်းဆိုလို့ရှိရင်အဲကျွန်တော်တို့အခုလက်ရှိဒီရာဒီဆိုလို့ရှိရင်အဝေးဝင်းကတော်တော်ကြီးဆုတ်တဲ့အခြေအနေမျိုးပေါ့လေ။အိမ်ဝင်းမဲ့ကျွန်တော်ဆင်ပြေတာဒီရာဒီအဝေးဝင်းမှာကျွန်တော်နိုင်တာတပွဲပဲရှိရဲအဲ့ဒါလီဗာပူးပွဲအဲ့ပွဲပဲကျွန်တော်နိုင်တယ်အဲသုံးပွဲတည်ကြတယ်နှစ်ပွဲတည်ကျွန်တော်ရှုံးလာတယ်၈ဂိုးသွင်းတယ်၁၂ဂိုးပေးတယ်ဂိုးဒီဖရန့်စ်ကကျွန်တော် -4 ရှိတယ်ရမတ်ကကျွန်တော်တို့6မတ်ပဲကျွန်တော်ရှိရဲဆိုတော့ဒီကြောင့်အဝေးဝင်းဖောင်ကတော့ညံ့တယ် အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပွဲထက်လူစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောကြည့်ရအောင်ပေါ့နော်ဆိုတော့ပွဲထက်လူစင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုနေ့ကကစားသွားတဲ့ဒီ Everton နဲ့ပွဲကကျွန်တော်လူစင်းပုံစံနှီးပါမယ်ကျွန်တော်ဖြစ်လိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့အနည်းငယ်တော့ကျွန်တော်တို့ changes လေးလုပ်ဖို့တော့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်ကိုသမားလမ်းမန်စပြီးလို့ရှိရင်ကျွန်တော်ခန်းစစ်ပေါ့နော်ခန်းစစ်မှာကျွန်တော်တို့ Lisandro Martinez ကိုဒီပွဲမြင်ရမှာကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ဘာလို့ဆိုတော့ Lu Shaw ကပြီးခဲ့တဲ့ပွဲတော့အဆင်မပြေဘူးဒီကျွန်တော်တို့ အဲဒီမှာတော့အသင်းကတိုက်စစ်ဆင်ဖို့လိုအပ်နေတဲ့အချိန်တွေမျိုးမှာသူ့ကိုကျွန်တော်လမ်းလျှောက်နေရဆိုပြီးတော့ Gary Neville ကအမှန်ကန်ကျွန်တော်ဝေဖန်နေတာမျိုးတွေရှိတယ်ဆိုတော့လူရှော့ကိုယ်တိုင်လည်းအဲ့ပွဲမှာဆိုလို့ရှိရင်သူပေါ့နော်သူမှမဟုတ်ပါဘူးကျန်တဲ့လူတွေလည်းတော်တော်များများကျွန်တော်တို့ဒီ ဟိုတကယ်ကျွန်တော်ဒီ agency ဖြစ်တာမျိုးကိုမမြင်ရမဲနဲ့အဲလေးကန်နေတာမျိုးတွေဖြစ်နေရပါတော့ဆိုတော့ဒီကကျွန်တော်တို့လူရှောနေရမှာကျွန်တော်လေချာပါလာမလားလေချာကပိုပြီး aggressive ဖြစ်တယ် intensity အရသလိုရှင် ruby emery တကယ်လိုချင်တဲ့ intensity မျိုးကိုပေးနိုင်တယ်နောက်တစ်ခါလျံမှာကျွန်တော်တို့ပြီးခဲ့တဲ့ရာသီဆိုလို့ရှင်သူ liverpool နဲ့ပွဲတွေမှာ goal တက်သွင်းတဲ့အခြေအနေမျိုးတွေတို့ဒါမျိုးတွေကျွန်တော်တို့မြင်ရတယ်လေချာစီကနေပြီးတော့ကျွန်တော်တို့ဒီတကယ် progressive pass တွေ line break တွေဒီလိုမျိုးတွေကျွန်တော်လေချာစီကမြင်ရတယ်ဆိုတော့လေချာကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာရန်ကုန်ပါလာတယ်ဆိုတော့ ီပွဲကျွန်တော်ပွဲထွက်လူချင်းမှာပါလာမှာကျွန်တော်တို့ချက်ကြည့်ကြည့်ရမယ်အခြေအနေမျိုးပေါ့လေပြီးတော့ကျွန်တော်ဒီ delay euro ပေါ့နော်ဒီကစားသမားတွေမှာကျွန်တော်ရှိပါတယ်မကွိုင်းရကျွန်တော်ပါမှာတိတ်တော့မသေးကြလေးဘူးပေါ့နော်တကယ်လို့မကွိုင်းရပါမယ်ဆိုလို့ရှိရင်မကွိုင်းရနဲ့ delay ကတော့ကျွန်တော်ကတော့ favorite ဘူးဖြစ်တယ်ကျွန်တော်ဖြစ်စေချင်တာကတော့ licha ရဲ့မကွိုင်းရရဲ့ delay ကကျွန်တော်လုံးဝအကောင်းဆုံးကျွန်တော်အဲ့ဒီဘာလို့ center back အတွဲဖက်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီ queen နဲ့မှာတော့ကျွန်တော် Bruno Fernandes, Casemiro တော်ဒီနှစ်ယောက်ကကျွန်တော်တို့ဒီမှာမန်ပြောမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ အဲဒီ Everton နဲ့ဘွဲကိုဖယ်လိုက်ရင်ရှေ့ဘွဲတွေမှာတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ Everton နဲ့ဘွဲကတော့တသိန်းလုံးဆုတ်ပြန်တော့ကျွန်တော်တို့ပြောကြင်တော့ဆိုတော့ထားပါတော့ကျွန်တော် Bruno Fernandes Casemiro ပဲဖြစ်လိမ့်မယ်ဆိုတော့ wing back ဒီမှာကျွန်တော်တို့နည်းနည်းလေးကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်အရင် passive မဖြစ်ဖို့လိုတယ်ကျွန်တော်ပြီးခဲ့တဲ့ Everton နဲ့ဘွဲမှာလည်းပြောတယ် Amrin ကျွန်တော်အရင်ကြောက်သွားတယ်အဲ့လောက်ကြီးကျွန်တော်တို့ဒီဘာလို့ဟိုကြောက်စရာမလိုပါဘူးပြိုင်မက်တီးကလည်းသူ့အနေနဲ့သူကျွန်တော်အားနည်းချက်တွေရှိပါတယ်ကိုရီစီမှာကျွန်တော်တို့ဒီ attacking threat နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ကျွန်တော်ထားတယ်ဆိုတော့ ဝီစီမှာလက်ရှိကျော် available ဖြစ်တာကဒီပွဲကျော် Matthias Kunya ပါလာမလားဒါတစ်ချက်ကျွန်တော်ကြည့်ရမယ်ဆိုတော့ wingback ဒီမှာကျွန်တော်တို့ကဒီ3421မှာကျွန်တော် wingback ကတော်တော်လေးအရေးပါတဲ့အခန်းကဏ္ဍမှာရှိတယ်ဘာလို့လဲဆိုတော့သူတို့ကကျွန်တော်တို့ဒီ wide area တွေကို position ယူထားတာဖြစ်တဲ့အကြောင်းလို့သူတို့ marking ကန့်တာတော်တော်ကိုကျွန်တော်ခက်ခဲတဲ့အခြေအနေမျိုးပါလေဆိုတော့ဒီတော့ကြောင့်လို့ကျွန်တော်တို့ ဝင်းဘက်တွေကကောင်းကောင်းအလုပ်ဖြစ်မှကျွန်တော်ရမယ်ပြိုင်ဘက်က3 4 2 1ဖြစ်တော့ပို့ပြီးတော့ကျွန်တော်စိုးတယ်ကိုရီကစားမဲ့ပုံစံအတိုင်းမဲ့သူကစားလာမယ်အခြေအနေမျိုးဆိုတော့ဒီတဲ့ကြောင့်လို့ဒီဘက်တော့တဦးချင်းအနေထားမှာဆိုလို့ရှိရင်ပူကောင်းနေမှာကျွန်တော်ရမယ်โอเคကျွန်တော်ဒီ Patrick Dogu ဘတ်ချမ်းပေါ့နော်ဒီဘယ်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘသူကိုကျွန်တော်တုံးတယ်လေ Patrick Dogu ကအကောင်းဆုံး option လို့ကျွန်တော်ကတော့ထင်တယ်ဘာဖြစ်လို့ဆိုတော့ Daniel Munoz ဒီ attacking minded ရှိတဲ့ full back တစ်ယောက်ဖြစ်တယ်ဆိုတော့ဒီတဲ့ကြောင့်လို့ဟိုတိုက်စစ်ကိုကျွန်တော်လိုက်ပါတာ အရင်ကောင်းနေအရင်ကောင်းနေအတွက်ကြောင့်မလို့သူ့ကိုကျွန်တော်တို့တေချာလေးထိန်းချုပ်နိုင်ဖို့လို့ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ left wing back မှာ Daniel Munoz ကိုကျွန်တော်တို့ထိန်းဖို့အတွက် defensive mindset ပိုကောင်းနေဒီ Patrick Dogu ကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော် Patrick Dogu ကပြီးတော့ကျွန်တော်တို့ဒီ worry defense လည်းတော်တော်လေးကောင်းနေဟဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတကြောင်မို့베ချမ်းမှာကျွန်တော် Patrick Dogu ကိုထုတ်ထားတယ်ဆိုတော့ညာချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီ defensive mindset ဖြစ်တဲ့ Mitchell ရှိတယ် မကျေရှိတယ်ဆိုတော့သူကကျွန်တော်တို့တိုက်စစ်ကိုအရင်ပါမှာမဟုတ်ဘူးဆိုတော့ဒီတော့ကြောင့်လို့ကျွန်တော်တို့ဒီတိုက်စစ်ကိုပို့ပြီးတော့အာသန်နဲ့အာမက်ဒီယာလိုကိုတုံးတာကပိုကောင်းမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဘေဂျမ်မော်ဒီတို့ကိုညာတဲမှာအာမက်ဒီယာလိုဆိုတဲ့အခြေအနေမျိုးကပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေလိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီရှေ့မှာအန်ဘူမိုနဲ့ကျွန်တော်တွဲလိုက်မယ်ဆိုလို့ရှိရင်မစ်ချယ်လည်းတော်တော်လေးလောကကံခက်ခဲသွားနိုင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့အန်ဘူမိုအာမက်အတွဲကိုကျွန်တော်ညာတဲမှာပြန်ပြီးတော့မြင်နေတယ်โอเคကျွန်တော်တို့ဒီပေါ့နော် LF Neurodermatan မှာကျွန်တော်ကတော့မီဆန်မောက်ဒါမှမဟုတ် Matthias Kunya ဘသူပဲဖြစ်ဖြစ်အဆင်ပြေတယ်ဆိုတော့ Matthias Kunya ကပြီးခဲ့တဲ့ပွဲမှာပွဲမကစားနိုင်ခဲ့ဘူးဆိုတော့ကျွန်တော်ထည့်မထားဘူးမီဆန်မောက်ကိုပဲကျွန်တော်ထည့်ထားတယ်တိုက်စစ်မှာတော့ကျွန်တော်ရှူတာ sexy ပါဆိုတော့ sexy ကပြီးခဲ့တဲ့ပွဲမှာသူပေါ့နော်ကျွန်တော်ခေါင်းတိုက်ပြီးတော့နှလုံးလောက်ကျွန်တော်တို့အဲဒီပေါ့နော်ချင်းချောင်းနိုင်ခဲ့တဲ့အခြေအနေမျိုးတော့ရှိခဲ့တယ်ဒါပေမဲ့တပွဲလုံးနိုင်လာကြည့်တယ်ဆိုလို့ရှိရင် sexy စီမှာလည်းဘလုံးပြတ်လာနေကျွန်တော်အများကြီးတော့တွေ့ရတယ်ဒီပေါ့နော်ဟိုပေါ့ positioning တော်တော်လေးအားနေတာကိုကျွန်တော်မြင်ရတယ် ပြီးတော့ကျွန်တော်တို့ဒီ pressing သွားမယ်ဆိုလို့ရှိရင်လည်းဒီဘာလို့ကျွန်တော်တို့ဒီ Benjamin Shears ကိုတော့ဒီဘာလို့ကျွန်တော်သူ့မှာကျွန်တော် pace မရှိဘူးဆိုတော့ Warwick ကမကောင်းဆိုတော့ pressing ကကျွန်တော်တို့ထင်သလောက်အလုံးမဖြစ်ဘူးဆိုတော့ဒီလက်ကြောင့်မလို့ကျွန်တော် Joshua City ကိုတော့တိတ်ပြီးတော့မကြိုက်ဘူးဒါမှမဟုတ်ကျွန်တော်မှရွေးချယ်စရာ option striker အဖြစ်ကသူတယောက်ပဲကျွန်တော်ရှိတယ်ကျွန်တော်ထင်တော့ Matthias Cunha တကယ်လို့ပြန်ကောင်းတယ်ဆိုလို့ရှိရင် Mason Mount ရဲ့ Ambumo ရဲ့ Matthias Cunha ရဲ့၃ယောက်ကိုကျွန်တော်တိုက်စစ်မှာမြင်ရလိမ့်မယ်လို့ ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ပွဲထွက်လူစင်းမှာဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြတယ်ကျွန်တော်နိုင်မယ်နိုင်မယ်လို့ထင်ကြတာကျွန်တော်ကတော့ပြောရမယ်ဆိုလို့ရှင် Crystal Bailey အင်ဝေးကျွန်တော်တို့၄နှစ်စတိုင်လောက်ဒီဘောင်လားကျွန်တော်တို့ဒီရှုံးရင်ရှုံးမရှုံးရင်တည်ဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့တာဆိုတော့အရင်ကတော့ကျွန်တော်တို့အများကြီးမျောလင့်မထားဘူးပေါ့လေဘာလို့လဲဆိုတော့ကိုရီးယားအဝေးဝန်းကလည်းညံ့နေညံ့တာပေါ့ဆိုတော့ အာဒီလက်ရှိကျွန်တော် Crystal Palace အိမ်ဝင်ကလည်းတော်တော်လေးကိုကျွန်တော်ကောင်းနေပြီးတော့ဒီဒီရဒီအိမ်ဝင်မှာကျွန်တော်ရှုံးပွဲကလုံးဝမရှိထားတဲ့အခြေအနေမျိုးဆိုတော့ဒီပွဲကကျွန်တော်အမြင်ဆုံးမျှော်လင့်လို့ရတယ်ရေလောက်ပဲလို့ကျွန်တော်ပြောရမှာပဲဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါကိုကစားသမားတွေအနေနဲ့ဒီပါတော့ကျွန်တော်ဒီပြီးခဲ့တဲ့ကျွန်တော်ဒီပွဲကိုပြီးခဲ့တဲ့ကျွန်တော် Everton နဲ့ပွဲကိုသင်ခန်းစာယူပြီးတော့ အကောင်းဆုံးကျွန်တော်ပြန်လာနိုင်ဖို့ကျွန်တော်ကတော့မျောလင့်ထားတယ်ဆိုတော့ Ruby Emerald ဒီဘာလားဒီဒီပွဲမှာသူတခုခုကျွန်တော်လုတ်ပြနိုင်မလားမနော်ဒါလေးကိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ခြင်းနဲ့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ကျွန်တော်တို့ဒီ Everland ပွဲကိုကျွန်တော်တို့သင်္ကန်းလာယူရမယ်ဒီထက်ကျွန်တော်တို့ပို့ပြီးတော့ကောင်းမှရမယ်ဆိုတော့ Crystal Palace အင်ကွင်းကျွန်တော်တို့၄နှစ်လောက်မနိုင်ထားဘူးဘယ်သူမှကျွန်တော်အထင်ကြီးမနေဘူးဒီလိုချင်းနေမျိုးမှာကျွန်တော်တို့လုတ်ပြနိုင်ခဲ့မယ်ဆိုလို့ရှိရင်အသင်းကကျွန်တော်တို့ဒီဘာလို့ momentum တစ်ခုအောက်ကိုကျွန်တော်ပြန်ရောက်သွားမယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီပွဲကကျွန်တော်တို့ ဒီပေါ့နော်၃မှတ်ဆိုတာထပ်ပို့ပြီးတော့ကျွန်တော်တို့အရေးကြီးတဲ့ပွဲတစ်ပွဲအဖြစ်ကျွန်တော်ကတော့မြင်ထားပါတယ်ဆိုတော့ဒါကတော့ Crystal Palace နဲ့ Manchester United နဲ့ပွဲစဉ်တွက်ပွဲချုပ်သွားတဲ့ချက်ပါဆိုတော့ Barcelona တို့ရဲ့အမြင်တွေကိုလည်းကိုမမဝေယျဆွေးနွေးပေးတာလို့ရပါတယ်ဘလို့မြင်ကြလဲ Manchester United နဲ့အနေနဲ့ Crystal Palace အိမ်ဝင်းမှာကျွန်တော်လင်းတက်လောက်မနိုင်ဘူးဆိုတော့ဒီနှစ်ကကျွန်တော်နိုင်မှာလားပေါ့နော်ဆွေးနွေးကြပါအောင်ကြည့်ရှုအားပေးရည်ကိုများအောင်ကြည့်တင်မြင်တင်ပါတယ် Channel ကို Subscribe လုပ်လို့ဆိုလို့ရှိရင် Subscribe လေးလုပ်ပေးတာကြပါအောင်အားလုံးတောင်းဆိုပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ